ထိုင်းနိုင်ငံမှာနေထိုင်တဲ့လူတွေရဲ့လက်ထဲမှာအစိမ်းရောင်ရှူစေးဘူးကို အမြဲလိုလိုကင်ပြီးတော့အသုံးပြုနေကြမယ်ထင်ပါတယ်။လက်ရှိအနေထားရတဲ့အစိမ်းရောင်ရှူစေးဘူးကိုတုံးဆွဲနေရင်တော့တတိပြုတတိထားဖို့လိုအပ်ပါမယ်။ ထိုင်းနဲ့မြန်မာတွေကြားမှာအသုံးပြုများနေတဲ့ဟုန်ထိုင်းအစိမ်းရောင်ရှူစေးဘူးထဲမှာဖက်တီးရီးယားနဲ့ပိုးမွားတွေပါဝင်မှုများနေတာကြောင့်အသုံးပြုနေရင်ရက်တန့်ဖို့အတွက်မနေ့ကအောက်တိုဘာ28ရက်နေ့ထိုင်း FDA ကဒီရက်ပိုင်းတွင်ထုတ်ပြန်လိုက်ပါတယ်။ဒီရှူစေးဘူးတွေထဲမှာလိုအပ်တဲ့ဖက်တီးရီးယားပမာဏများနေတာ မိုနဲ့ပိုးမွားပါဝင်မှုတွေရှိနေတာကြောင့်သုံးဆွဲသူတွေကိုကျန်းမာရေးထိခိုက်မှုဖြစ်စေနိုင်တာကြောင့်သုံးဆွဲမှုရပ်တန့်ဖို့အတွက် FDA ကနေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဟုန်ထိုင်းကထုတ်လုပ်ခဲ့တဲ့ရှူစေးဘူးတွေအားလုံးတော့မဟုတ်ပါဘူး။ထောက်လို့စင်အမတ်နံပါတ်000332ရှူစေးပူးတွေဒါသတ်မှတ်ထားတဲ့ပမာဏထက်ဘက်တီးရီးယားတွေမိုနဲ့ပိုးမွားတွေပါဝင်နေတာဖြစ်ပါတယ် ။ဒါကြောင့်လက်ရှိမိမိအတုံးပြုတ်နေတဲ့ရှူစဲဘူးတွေဟာစိုးကျိုးဖြစ်မဖြစ်တိဖို့အတွက်ဆိုလို့ရှိရင် ထောက်လောက်စဉ်အမှတ်နံပါတ်ကိုပြန်စစ်ကြည့်ဖို့လိုအပ်ပါတယ်။ဟုံထိုင်းဟာ2024ဒီဇင်ဘာ9ရက်နေ့ထောက်လုပ်တဲ့ရှူစဲဘူးဟာနှစ်သိန်းလောက်ရှိခဲ့ပြီးတော့16,666ဘူးကတော့ FDA ကတတိပေးထားတဲ့ရှူစဲဘူးတွေဖြစ်ပါတယ်။ လက်ရှိဒီရှူဆဲဘူးကိုဝယ်ထားတဲ့သုံးဆွဲတူတွေကရောင်းချတဲ့တူတွေအနေနဲ့လဲကုမ္ပဏီကိုပြန်လည်အကြဖို့နဲ့ငွေပြန်အန်သွားမယ်လို့ကုမ္ပဏီဘက်ကနေတော့ပြောထားပါဗျ။ဒါပေမဲ့ထိုင်းအစားတောင်းတဲ့ဆေးဝါးကွက်ကဲရေးဦးစီးဌာနအနေနဲ့ကတော့ကျန်းမာရေးစိုးကျိုးဖြစ်စေတဲ့ထုတ်ကုန်ကိုထုတ်လုပ်ရောင်းချဖြန့်ဖြူခဲ့တဲ့အတွက်ကြောင့်အရေးယူသွားမယ်လို့လဲထုတ်ပြန်ထားပါဗျ။ ဟုန်တိုင်းရှူဆဲဘူးဟာထိုင်းနိုင်ငံမှာ ထိတ်တီးရောင်းအားအကောင်းဆုံးရှူဆဲဘူးတစ်ခုလည်းဖြစ်ပါတယ်။ဒါဟာမြန်မာလူမျိုးတွေကြားမှာလည်းသုံးစွဲမှုအများပြားရှိပါတယ်။ရှူဆဲဆိုတာဟာနှာခေါင်းပိတ်တဲ့အခါနာစည်းတဲ့အခါခေါင်းကတ်တဲ့အခါမူဝေးတဲ့အခါစိတ်မကြည်မလင်ဖြစ်တဲ့အခါတွေမှာအလွယ်တကူရှူလို့ရတဲ့ရှူဆဲတွေဖြစ်ပါတယ်။တို့တော့ကာလာတိုအတွက်တာကောင်းစေနိုင်ပြီးတော့ရေရှည်အတွက်ဆိုရင်တော့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ကျွန်တော်တော့စိုက်ဆံလံပါ